မင်္ဂလာချစ်သူထားမိလို့ဝေဖန်နေကြတဲ့သူတွေကိုထင်မှတ်မထားတဲ့ပုံစံနဲ့တောက်ပြန်လိုက်တဲ့မောင်ချိုပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘောင်မစ်နောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်မင်္ဂလာချင်းချစ်ကြိုက်နေရဲ့ပုံမှာလူတွေရဲ့ဝေဖန်မှုတွေကိုထင်မှတ်မထားတဲ့ပုံစံနဲ့တောက်ပြန်လာတာကတော့အစိုးရချမ်းမြေမောင်ချိုဖြစ်ပါတယ် အလုံးသေးကြတဲ့အတိုင်းချမ်းမြေမောင်ချိုဆိုတာကတော့အစိုးရ EE ရဲ့တမိဖြစ်ပြီးတော့မြန်မာအီရောစီဇန်3ပြန်ပွဲကနေတဆင့်လူတီများလာတဲ့အစိုးရတအူးဖြစ်ပါတယ်ချမ်းမြေမောင်ချိုကမြန်မာအီရောစီဇန်3ပြန်ပွဲမှာတော့ဖြိုးမြောင်တဲ့အကျိန်းနဲ့ရှင်ပြန်ခဲ့တဲ့သူဖြစ်ပြီးဒုတိယဆုရရှိခဲ့တာဖြစ်ပါတယ်ချမ်းမြေမောင်ချိုဟာဒီလိုမျိုးမြန်မာအီရောသချင်းဆိုပြန်ပွဲကနေနာမည်ကြီးလာပြီးရနောက်အတန်ပါဝါအကောင်ကောင်းနဲ့ကိုပိုင်တေးသချင်းကောင်းလေးတွေကိုလည်းတီးဆိုရင်းနဲ့နာမည်ကြီးနေခဲ့တာဖြစ်ပါတယ် အထူးသဖြင့်တော့ချမ်းမြေမောင်ချိုကအချားအဆူတော်တွေမိန်ကလေးတွေလိုမိမမဆန်မင်းနဲ့ပွင့်လင်းပြီးတော့ယောက်ျားဆန်ဆန်လွတ်လပ်စွာနေထိုင်တတ်သူဖြစ်ပါတယ်အခုခါမှာတော့အစိုးရချမ်းမြေမောင်ချိုကချစ်သူရရှိနေပြီဖြစ်တယ်ဆိုပြီးပြည်ခဲ့တဲ့ရက်ပိုင်းကမှတရားဝင်အသိပေးလာခဲ့တာဖြစ်ပါတယ်။ချမ်းမြေမောင်ချိုရဲ့ချစ်သူကတော့မြန်မာစတာစီဇန်1တချင်းဆိုပြိုင်ပွဲမှာ First Runner အစိုးရရရှိခဲ့တဲ့ချင်းတိုင်းသားအစိုးရမလေးຫນွေဦးဖြစ်ပါတယ်။ ချမ်းမြမောင်ချုံနဲ့ချင်းတိုင်းသူလေးຫນွေဦးတို့ကအစိုးပြန်ပွဲတွေမှာဒုတိယဆုရခဲ့ရခြင်းတူနေရကြောင်း Gel Blood GN ဇုံတွဲလေးအဖြစ်တွဲနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ချင်းတိုင်းသူလေးຫນွေဦးနဲ့ချမ်းမြမောင်ချုံတို့တွဲနေကြတာကစက်တလာခန့်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ຫນွေဦးကတော့စက်တလာပြည့်အထိမ်းမှန်းနေလေးမှာသူ့နောက်မှာအများနဲ့ရှိပြီးတော့စိတ်ချမ်းသာအောင်ထားပေးတဲ့မောင်ကိုအရန်ချစ်တယ်ဆိုပြီးတော့ချမ်းမြမောင်ချုံအတွက် story လေးတင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကချမ်းမြမောင်ချုံက GL ချစ်တူရနေကြောင်း ပြည်သက်တွေကသိခဲ့ကြပါတယ် ဒီလိုမျိုးချမ်းမြေမောင်ချိုနယ်နှွေဦးတို့ရဲ့မိန်ကလေးချက်ချင်းကိုမီဒီယာတွေကမေးမြန်းရမှာတော့မောင်ချိုကသူ့အနေနဲ့အခြေအရေးကိုလူတွေမျက်စိနှောက်မှာဆိုလို့မီဒီယာတွေမေးတာကိုမဖြေခြင်းကြောင့်ဒါပေမဲ့သူကအခြေကြောင့်ပြောရွှင်နေရတယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးချမ်းမြေမောင်ချိုကမိန်ကလေးချက်သူရနေရဲ့ပေါ်မှာခင်မီရဲ့ပရိသတ်အများစုကတော့ချစ်ခင်သဘောကျပေမယ့်အသိဉာဏ်ပုံသူတာနေတဲ့လူတွေကတော့မိန်ကလေးချင်းချင်းချင်းရင်ဘာလို့လို့ရလဲကလေးရမှာလားစသဖြင့်အောက်လုံးထိုးပြီးတော့ဝေဖန်မှုတွေပြင်းထန်စွာခံနေရပါတယ်။အထူးသဖြင့် ြင်နိုင်ငံတကာမှာလိင်တူချစ်သူတွေကိုခွဲခြားဆက်ဆံတာမျိုးမရှိတော့ပေမဲ့မြန်မာနိုင်ငံမှာတော့ GLVL ဇုံတွဲတွေကိုလူတွေကဝေဖန်ခဲ့ရဲ့အလောင်းပြောင်းစရာရှိနေစေဖြစ်ပါတယ်။ဒါကြောင့်အခုခါမှာတော့ချမ်းမြင့်မောင်ချိုကသူမနဲ့သူမရဲ့ချစ်သူကိုဝေဖန်နေကြတဲ့လူတွေကိုအခုလိုမျိုးတုံ့ပြန်လာပါတယ်။ချမ်းမြင့်မောင်ချိုကလူဆိုတာကြောက်စရာအကောင်ဆုံးတဲ့တော်ဝါတွေဖြစ်ကြောင် အုံနှောင်းတဲ့ပါဇက်နဲ့ဆက်ဆက်မှုကိုမစင်စားဘဲနဲ့ပြောလိုက်တဲ့စကားတွေကဘလို့အတွေးမျိုးနဲ့ထွက်လာတယ်လဲမသိအောင်ကြောက်စရာကောင်းကြောင်းအထူးသဖြင့်ဒီမတို့ဇုံတဲ့ဘက်မှာဝေဖန်နေကြတဲ့လူတွေရဲ့စကားတန်ကအမေရိညီမတွေမရှိတဲ့အတိုင်းမိမတွေမရှိတဲ့အတိုင်းပြောနေရပဲလို့ဆိုပါတယ်ဒီလိုမျိုးမစင်မကျင်ပြောလိုက်တဲ့စကားတွေကြောင့်လဲကျွေးလွန်သွားတဲ့အနုပညာရှင်တွေအများကြီးဖြစ်ကြောင်းလူတွေကအနုပညာရှင်တွေကျွေးလွန်သွားတဲ့အခါကျမှသာစာအရှိကြီးတွေရေးကြကြောင်းဒီမတို့အနုပညာရှင်တွေကပြည့်တစားတသာပဲလူတွေကသဘောထားကြတယ်လို့ ုံချမ်းမြင့်မောင်ချိုကပောက်ကွဲလာတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအနုပညာလောကမှာမိမချင်းချစ်ကြိုက်မိလို့ဝေဖန်ခံနေရတဲ့ချမ်းမြင့်မောင်ချိုကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။